မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ရွှေပြည်သာမြို့နယ်အမှတ်30ရပ်ကွက်နယ်စက်မှုဆောင်ကြားမှာဆိုင်ကယ်များကိုမတရားဖမ်းဆီးနေတဲ့အကြမ်းဖက်စစ်သားရဲနဲ့ပြူစောထီများကိုမိုင်းခွဲတိုက်ခိုက်ရာထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ28ရက်နေ့ည9:30မိနစ်အချိန်ရွှေပြည်သာမြို့နယ်အမှတ်30ရပ်ကွက်နယ်စက်မှုဆောင်ကြားမှာရှိတဲ့ပြည်သူလူထုပိုင်းနဲ့ဆိုင်ကယ်များကိုမတရားဖမ်းဆီးပြီးတော့ဖုန်းတွေကိုဆက်စ စေးကငွေမြင့်နေတဲ့အကြပ်ဘက်စစ်သားရဲနဲ့ပြူစောတိများကိုပြင်းအားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတက်ခတ်ရာပြူစောတိနဲ့ယာယီမှုများထိခိုက်မှုရှိပြီးတော့အတိအကျသိနိုင်ဖို့အတွက်စုံစမ်းနေလေဖြစ်တယ်လို့သိရပါတယ်။နောက်ဆက်တွဲကြားသိရတာကတော့ထိခိုက်မှုရှိတယ်လို့သိထားရတယ်။အတိအကျတော့စုံစမ်းနေတော့မယ်။တရင်ဖုံးထားတဲ့အတွက်စုံစမ်းရခတ်နေတယ်။ မိဘပြည်သူတွေအနေနဲ့စစ်ခွေးရဲခွေးတွေနဲ့ဝေးဝေးနေပေးကြဖို့စစ်ကောင်စီရဲ့မတမာတဲ့ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်သကောင်စီကောက်ယူရေးကူညီပေးနေကြတဲ့ဒေါက်တိုင်တွေအားလုံးကိုလည်းဆက်လက်ပြီးတော့အရေးယူသွားမယ်လို့သတင်းစကားပါကြင်ပါတယ်လို့ Black Tiger UG team ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို Black Tiger UG team ရဲဘော်များနဲ့ရွှေပြည်သာမြို့နယ်ပတ်ကဖရဲဘော်များပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များဘေးအန္တရာယ်ကင်းရှင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မှာ AA ရဲ့တိုက်ခိုက်မှုကြောင့်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်193ဦးကိုဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုဒီကနေ့ပြန်ပို့လိုက်ပြီးတော့စစ်ကောင်စီဘက်ကလည်းဘင်္ဂလားဒေ့ရှ်အကျဉ်းသား85ဦးကိုပြန်လွတ်ပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်မြန်မာနိုင်ငံမှာရှိတဲ့အကျဉ်းထောင်အသီးသီးမှာအမျိုးမျိုးသောပြည်ထောင်ချခံနေရတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားစုစုပေါင်း85ဦးဟာဒီကနေ့တနင်္ဂနွေနေ့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်လည်ရောက်ရှိလာမှာဖြစ်တယ်လို့သိရပါတယ်ရခိုင်ပြည်နယ်ကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားတယ်မြန်မာနိုင်ငံ ားဆောင်တပ်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်123ဦးကိုလည်းဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံဘက်ကိုပြန်ပို့มาဖြစ်တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ် Cost Bazaar ဒုတိယကော်မရှင်နာမိုဟာမက်ဆလာဟူဒင်ကမြန်မာအချင်းထောင်တွေမှာအချင်းကြခံနေရတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား85ဦးဟာပြစ်ဒဏ်တွေကြခံပြီးတာနဲ့ဘင်္ဂလားဒေ့ရှ်ကိုပြန်သွားมาဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲဘင်္ဂလားဒေ့ရှ်ထဲကိုပြေးလာတဲ့မြန်မာနိုင်ငံသားတပ်ဖွဲ့ဝင်125ဦးနဲ့စစ်သား8ဦးစုစုပေါင်း123ဦးကိုလည်းမြန်မာနိုင်ငံဘက်ကိုပြန်ပို့มาဖြစ်ပါတယ်လို့အတည်ပြုထားပါတယ်။ နှနိုင်ငံကြားမှာလူပြန်ပို့ကြတဲ့အစီအစဉ်ကိုနိုင်ငံသားရဲ့ဝင်ကြီးဌာနကစီမံခန့်ခွဲပြီးတော့နှစ်ဖက်လူမှုရေးအရာညှိနှိုင်းဆောင်ရွက်ကြခြင်းဖြစ်တယ်လို့သိရပါဗျ။ရှေ့မှာလည်းအခုလိုမျိုးလဲလှယ်မှုတွေအကြိမ်ကြိမ်လှုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။အခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့မှာရခိုင်ကနေဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးလာတဲ့မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်330ဦးကို၎င်းအေပီလ25ရက်နေ့မှာမြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်288ဦးကို၎င်း ဇော်လာရှိရနေမှာမြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်134ဦးကို၎င်းဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကမြန်မာနိုင်ငံဗတ်ချန်းကိုပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းပခုတ်ကူခရိုင်မြန်မြို့နယ်တွဲမရွာကနေပခုတ်ကူကိုပြန်လည်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကြောင်းကိုညောင်ချစ်ပင်ရွာအထွက်လမ်းမှာတော်လိုင်းအဖွဲ့များကမိုင်းဆွဲတိုက်ခရာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်သားများဟာကံမပခုတ်ကူလမ်းပိုင်းကံမအရှိပဲညောင်ချစ်ပင်ကိုရောက်ရှိလာပြီးတော့ညောင်ချစ်ပင်ကနေထပ်မံထွက်ခွာလာရာလမ်းမှာတော်လိုင်းအင်အားစုများကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့နှစ်ဖက်ထိပ်တွေ့ပစ်ခတ်မှုတိုက်ပွဲ7မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားများရဲ့တေဆုံးမှုကိုစုံစမ်းနေလေဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးအေယာတောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ BLY ပြည်သူ့ကာကွယ်ပကဖမြိုင်ပကဖကံမတပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုတိုင်ပေါင်းတယ်မြို့နယ်ကြာနီကန်ကွက်တက်မှာနေထိုင်တဲ့အကြမ်းဖက်စစ်ကောင်စီခန့်ဇီးပင်လအခြေပါအုပ်စုအုပ်ချုပ်ရေးမှုလည်းဖြစ်တပ်ငယ်မတင်းမှုတရားခံလည်းဖြစ်ထောင်ထွက်တဲ့ရဲဘက်ပြေးလည်းဖြစ်တဲ့ငတ်တန်းပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တဘာလ28ရက်နေ့ညနေ6နာရီအချိန်မှာအကြမ်းဖက်စစ်ကောင်စီခန့်ဇီးပင်လှအုပ်ချုပ်ရေးမှုငတန်းခေါ်ကိုတန်းကိုဂျာနီကန်ကွက်တဲ့ဘောလုံးကွင်းထဲမှာအကောက်ကောက်နေတဲ့အချိန်ပြည်ခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်363ညတဲ့ PPDF တိုင်းရင်တပ်ခွဲ9နဲ့ရွှေတောင်ပကဖရဲဘော်များက တနတ်နဲ့နှစ်ချက်ပြစ်ခတ်ရှင်းလင်းရာနေရာမှာတွင်ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။တိတ်ဆုံသွားတဲ့အုပ်ချုပ်ရေးမှုငတန်းကိုစစ်ကောင်စီကတနတ်အတူတလန့်နဲ့လက်ပြုံနှလုံးပေးထားတယ်လို့သိရှိရပြီးတော့တိတ်ဆုံတဲ့အချိန်မှာတော့အဲ့ဒီလက်နက်ကိုတိမ့်စီရရှိခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။၎င်းရဲ့ဖုန်းကိုတိမ့်စီရရှိခဲ့ပြီးတော့အဲ့ဒီဖုန်းထဲမှာအကြမ်းဖက်စစ်ဗိုလ်တအုပ်နဲ့ဆက်သွယ်ထားကြောင်းနဲ့ဓမြောင်တလက်ကိုလည်းတိမ့်စီရရှိခဲ့ကြောင်းသိရပါတယ်။တိတ်ဆုံသူအုပ်ချုပ်ရေးမှုငတန်းဟာ အရင်ကအုတ်ချုပ်ရေးမှုများပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတဲ့အချိန်မှာလစ်လက်နေတဲ့အုတ်ချုပ်ရေးမှုယာတို့ကိုဝင်ရောက်ရယူခဲ့သူဖြစ်တယ်လို့သိရပါဗါး၎င်းဟာတပ်ငယ်မတဲမှုနဲ့ထောင်ချခဲ့တဲ့သူလည်းဖြစ်ကြောင်းရဲဘက်ပြေးတအုပ်လည်းဖြစ်တယ်လို့အကြမ်းမဲ့စစ်ကောင်စီအတွက်အတင်းအဓမ္မစစ်သားတဲ့စူဆောင်းပေးခြင်းလူငယ်များကိုပေါ်တာဆွဲရမှာလိုက်ပါပေးသူလည်းဖြစ်ကြောင်းသိရှိရပါတယ်။အုတ်ချုပ်ရိမ့်မှုငါတန်းကတန့်ငယ်မရိမ့်မှုနဲ့ထောင်ချပြီးတော့ ရဲဘက်ပြေတအုပ်လည်းဖြစ်တယ်လို့အကြမ်းဖက်စစ်ကောင်စီအတွက်အတင်းအဓမ္မစစ်မှုထမ်းစူဆောင်းပေးတာပေါ်တာဆွဲရတွေမှာလိုက်ပါဆောင်ရွက်ပေးနေတဲ့သူနောက်ပြီးတော့ကြက်ဝိုင်းဖဲဝိုင်းဂျင်ဝိုင်းတွေထောင်ပြီးတော့အကောက်ကငွေရှာတာအကြမ်းဖက်စစ်ကောင်စီကိုထောက်ပံ့ပေးနေတာတွေကြောင့်ပြက်ပြက်သားသားရဲယူလိုက်ရခြင်းဖြစ်ပါတယ်လို့363 PPDF တရင်စစ်ထောက်လိုင်းရင်းနဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကခိုင်းသမျှကိုလှုပ်ဆောင်ပေးနေတဲ့ကြံရှိနေသေးတဲ့အုပ်ချုပ်ရေးမှုများကိုလည်း အခုလိုပဲပြက်ပြက်သားသားထမှန်ပြီးတော့အေးအေးယူဆောင်ရွက်သွားမယ်လို့အဲ့ဒီအဖွဲ့ကကြေညာထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့သခိုင်းတိုင်းမြင်းမှုမျိုးနယ်မှာအိမ်စည်းကားနဲ့ထွက်လာတဲ့စစ်သားများနဲ့လှည့်ကင်းကို၃ချိန်မိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်စက်တမလာ၂၉ရက်နေ့မနက်၉နာရီ၁၀မိနစ်ခန့်မှာမြင်းမှုမျိုးအထကတဲ့ဝမ်းပြေရွာဘက်ကို အေးစည်းကားနဲ့ကင်းယူရန်ထွက်လာတဲ့စစ်ကောင်စီတပ်သားများဟာတိုင်းရင်သားစားတော့ဆိုင်ဘေးမှာကင်းမုံဝင့်နေတဲ့အချိန်ရှေ့ထွက်မိုင်းနှလုံးနဲ့မိုင်းဖွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သားတအူးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းရဲဘော်များကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်ခဲ့တယ်လို့တော်လိုင်းရဲဘော်များအထိကိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စက်တဘာလ28ရက်နေ့ည10:25မိနစ်ခန့်မှာဝမ်ပြေကျေးရွာအနောက်ဘက်မှာရှိတဲ့ရေအူးစီဆိုင်မှာအထိုင်ချပြီးတော့နေထိုင်နေတဲ့စစ်ကောင်စီတပ်သားများဟာ ကင်းလက်ရန်ထွက်လာတဲ့အချိန် mind fire တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်စက်တဘာလ28ရက်နေ့မနက်7:30မိနစ်ခန့်မှာမြင်းမှုမျိုးအာထာကတိကနေအိမ်စည်းကားနှစ်စီးနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုဝမ်းပြေချေးရွာအရှိတ်မှာညောင်သုံးပင်မှာရှေ့ထွက်မိုင်းနှလုံးနဲ့ mind fire တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သား2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့အိမ်စည်းကားတစ်စီးနဲ့မှန်ကွဲပြီးတော့ပျက်စီးသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို People's Night Defense Force မြင်းမူ PKDF MMU အဖွဲ့ကပြုတ်လခဲ့ခြင်းဖြစ်ပြီးတော့စစ်ကောင်စီတပ်သားများလက်နက်ကြီးလက်နက်ငယ်များနဲ့လိုက်လံပစ်ခတ်ခဲ့တော်လဲအထိကိမရှိဘဲနဲ့စုခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကလေရင်နဲ့တိုက်ခတ်ရမှာအုံပြုတဲ့ဘုံများကိုကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံများကစမ်းတပ်ထုတ်လုပ်နေပြီးတော့လာရှုပ်အပါအဝင်နိုင်ငံတော်ဝန်လုံးမှစမ်းတပ်ပြီးတော့ကျဲချနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုက်လေရင်နဲ့ပြစ်ခတ်ဘုံကျဲရမှာအုံပြုတဲ့ဘုံများဟာတရုတ်ရုရှားတို့ကနေပြီးတော့ဝေယူရခြင်းဖြစ်ပြီးတော့အချိန်မီလိုသလောက်မရရှိနိုင်ခြင်းနဲ့ ်ဘုံများဝယ်ယူရန်နိုင်ငံခြားငွေများဒေါ်လာလိုအပ်ချက်များရှိနေခြင်းတို့ကြောင့်စစ်ကောင်စီကအခုလိုမျိုးကပ္ပဆဆက်ယုံများမှာဘုံများကိုစမ်းသပ်ထုတ်လုပ်ကာလေရင်များနဲ့စမ်းသပ်ကျဲချခိုင်းနေခြင်းဖြစ်တယ်လို့သိရပါဗါဒကပ္ပဆထုတ်လေရင်ဘုံတွေစမ်းသပ်ပြီးတော့ကျဲခိုင်းနေတာတွေရှိပါတယ် တဖြည်းဖြည်းနဲ့တော့အစ်စ်မြင့်ပြီးတော့စမ်းသပ်ထုတ်လုပ်နေတယ်လောလောဆယ်တော့တရုတ်လေရင် FTC 2000နေမှာတော့တိတ်အစ်စ်မပြေသေးဘူးလို့တက်တရင်အရင်မြစ်ကပြောဆိုထားပါလေကပါစဆက်ယုံများမှာ made in မြန်မာလေရင်ဘုံများအမြောက်အများထုတ်လုပ်နိုင်ပါကတော်လိုင်းတက်များတိတ်ပိုက်ထားတဲ့နေမြေများကို အမြဲမပြတ်နေတိုင်းညတိုင်းဘုံကျဲနိုင်ရန်အတွက်စစ်ကောင်စီကရည်ရွယ်ထားတယ်လို့သိရပါတယ်လက်တလောစစ်ကောင်စီကရန်တိုင်းမင်းစစ်စင်ရေးစီမံချက်နဲ့ဆုံးရှုံးထားတဲ့နယ်မြေများကိုပြန်လည်တိုက်ယူရေးကနအူးအဖြစ်နဲ့လေချောင်းတိုက်ခတ်မှုများကိုနိုင်ငံတော်ဝန်မှဇက်တိုက်အရှိန်မြင့်တင်နေပြီးတော့များမကြမီမှာမြေပြင်ထိုးစစ်များကိုလည်းဒုအင်အားနဲ့စတင်တော့မှဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ